အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ channel ကနေပြန်လဲကြိုးစိုးလိုက်ပါတယ်ဒီကနေ့မှာတော့ကျွန်တော်တို့ channel ကနေမြန်မာတက္ကရာ1388ခုနှစ်ခရစ်နှစ်2026ခုနှစ်အတွက်မြန်မာနိုင်ငံ၏ကံကြမ္မာ ဟောစတဲ့ကိုမဟာတကြံစာမှကောက်နှုတ်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဤနှစ်မြန်မာတက္ကရာ1388ခုကိုစိုးမိုးသောဂျိုကက်ဘိနက်ဖွဲ့စည်းတွင်နှစ်ဤ အရှင်ဝိတ္တပတိမင်းသမနာတိဇာတာပတိချိုနှိဤအရှင်သေနာပတိကာကွယ်ရေးချိုမအင်္ဂါချိုနှိဤအရှင်တတပတိလယာစပြိုရေးချိုမတောက်ကြချိုနှိဤအရှင်ရတ္တပတိကုံတော်ရေးချိုတိတနင်္ဂနွေချိုနှိဤအရှင် နေရတပတိတတထုချိုတိတောက်ကြချိုတို့ဖြစ်ပါသည်သောမချိုသုံးလုံးဘဘချိုနှလုံးဖြင့်ဖွဲ့စည်းထားပါသည်ဒေတာတွင်လူပောင်ဖွဲ့စည်းနှင့် ခေါ်လာဟာလာများတွန်တဲနေသည်ဟု ဆိုရာတွင်နိုင်ငံရေးခေါ်လာဟာလာများကြားပြည်သူတို့၏အကျိုးစီးပွားအမျက်ထုတ်ခံရမှု လူများကြားစိုးရိမ်မှုပန်းမှုစသည့်ခက်ခဲသောအကျိုးဆက်များအတွက်တာဝန်သည့်တာဝန်ရှိသောအစိုးရအဖွဲ့နှင့်ဥရေပညာရှင်တို့ကပူးပေါင်း၍ဝေယောဓိမဖြစ်စေရေးအတွက်ဥပဒေဤဥပဒေအသစ်တို့ ပြဋ္ဌာန်း၍ကာကွယ်လှုပ်ဆောင်လာအံ့ရေကာတာနှင့် မောခြင်းလုပ်ငန်းများပြည်စီဆုံးချုပ်မှုများဖြစ်ပေါ်နိုင်ရန်ဤသောဝန်ဆောင်မှုလုပ်ငန်းများရောကြခြင်းနှင့်အတူဓာတုဇီဝငွေဤတို့ကြောင့်လူတို့အနာရောဂါခံစားရန်အံဤပညာမြင်ထင်းချုပ်ထားသည့်မှပေါ့ထွက်ကအွန်လိုင်းလောင်းကစားနှင့်ငွေကြေးလိမ်လည်ခြင်းတို့ကြောင့်ပြည်သူနေတိုင်းပြည်ဝင်ငွေနှင့်နာမှုများရှိရန်ရေလံခီးပို့ဆောင်ရေးကဏ္ဍ၌ဆုံးရှုံးမှုကြီးမားခြင်းဘာသာရေးနှင့်ဆိုင်သောဥရေရေးရာကိစ္စများတွင်ရင်းခုန်ညှိနှိုင်းရာများ ကြုံတွေ့ရရန်ပြည်ပမီဒီယာများမှာ ဘာသာရေးနှင့်နီးနွမ်း၍မလျော်ကမ်းသောနှောက်ယှက်မှုများကြုံရအံကမ္ဘာထိပ်သီးနိုင်ငံတို့၏ဤပညာချိုးယင်းမှုတိုက်ခတ်ခံရမှုတို့ကြောင့်အချိန်တို့တွင် ဆုံးရှုံးရသောငွေကြေးပမာဏသည်ကမ္ဘာရဲ့ရဲ့နိုင်ငံအသီးသီးကြုံတွေ့ခံစားရအံကုသံရောင်းဝယ်ဆိုင်ရာသဘောတူညီချက်များ စီးပွားရေးနှင့်ဆိုင်သောအကျိုးတူလုပ်ငန်းခွင်တို့တွင်မူပေါင်းတွင်မှနိုင်ငံသားယင်းဤမြုံနှံသူတို့၏အကျိုးစီးပွားမထိခိုက်စေရေးကိုဂရုပြု၍ လှုပ်ဆောင်လာအံ့ကားနှင့်ဆက်တက်ရင်မျိုးမျိုးပြည်တွင်း၌ဈေးနှုန်းတင်းတင်းစွာထုတ်လုပ်ရောင်းချခြင်းနိုင်ငံ၏ဗန္နာ၏ကဏ္ဍအတွက်အခွန်တော်မျိုးမျိုးနီလန်းပေါင်းစုံများစီစဉ်လာအံ့ကံလုံးပင်လည်းပြင်း၌တဘာဝကျွန်းများတဘာဝဒံငွေနှင့်ရေနံလောက်ွက်သည်များထပ်ပေါ်ခြင်း ရေထွက်ကုန်ပစ္စည်းများတင်ပို့ခြင်းမှနိုင်ငံခြားငွေအကျိုးမြတ်များစွာရရှိရန်ဒီပါမှပရာဟိတဆိုင်ရာထောက်ပံ့မှုများပြတ်တောက်သွားနိုင်သောလဲအစိုးရနှင့်လူမှုဖိုလုံရေးပရာဟိတအဖွဲ့များမှထောက်ပံ့ခြင်းကိုတိုးအမြင့်လှုံ့ဆော်လာအံ့နိုင်ငံပုံရိပ်မြန်မာစေတော်မျိုးဆက်တစ်တို့ပေါ်ထွန်းအံ့များပြည်သူတို့အခြေအနေပုံမကောင်းမွန်စေရန်မထင်မှတ်သောနေရာတို့၌နိုင်ငံ၏ဘတ်ဂျက်ငွေလိုအပ်သည့်ထက်ပို၍ကြားသင့်နိုင်အံ့မိဘနိုင်ငံတို့၏တန်တမန်ဆက်ဆံရေး စီဝါရေးဂရိသဘောတူညီချက်များချုပ်ဆိုခြင်းအလောက်ကိုင်းခွန်းလန်းများတွင်ဤပညာပမှုမှုများဖြင့်လူရင်းမြင့်ဖွံ့ဖြိုးတိုးတက်ဇေယံပုံဖော်လာအံ့သို့သောစာစုရင်းမြင့်ခေယစနစ်လုံးကြုံရေးစံသောကိစ္စရများအတွက်ညီနိုင်စစ်ဆက်မှုဖြင့် အနာဂတ်အတွက်အမျိုးမြင့်ကြီးစွာလှုပ်ဆောင်လာအံ့ကမ္ဘာလုံးလက်မဲ့ဥယေရွှေပြောင်းလှုပ်သားနှင့်ဒုက္ခသည်ပြဒနာစာနှင့်ရိခါပြဒနာ ကြီးထွားလာအံ့ အနောက်ကမ္ဘာတို့၏ရှောင်းလွဲမရသောမဟာဗျူဟာမြောက်နိုင်ငံရေးနှင့်စစ်လက်နက်အားပြိုင်မှုများသည့်မဟာမိတ်နိုင်ငံတို့အတွက်ဖိအားကိုဖြစ်စေသော အခြေအနေဖြစ်ပေါ်အံ့ကျွန်ထမ်းမြတ်သော စေဝါဗေဒပညာရှင်တန်တမန်ရေးရ၌ကျွမ်းကျင်မှုရှိသော လူတော်လူကောင်းများပေါ်ပေါက်နိုင်အံ့ဒိုင်းမီအကျိုးတဲဖို့ဆောင်ရွက်နေသောပြည်ပရဝန်ထမ်းတို့၏နာမကျန်ကန်အညံ့ကန်ကြုံရအံ့ဤတွင်နိုင်ငံတကာစတော့ရှယ်ယာညွန်ကိန်းကာလလတ်အခြေအနေဖြစ် ဈေးမြင့်ရောက်ရှိပြီး နောက်ပိုင်းရေမြေဒေသအလိုက်မတူညီသော နိုင်ငံရေးအမှုပညာပရိယေများကြောင့်စိတ်ပြေသားရများ၍တန်မိုးထိမ့်မြတ်သောကမ္ဘာရှိစေကွက်ကိုစံချိန်တင်ယင်းဤမြုံနံမှုများဖြင့်ဈေးကွက်အလားလားတန်တဲ့တို့ကိုမြင်တွေ့နိုင်အံ့နိုင်ငံ၏နေဆက်ပထဝီနန်းနမိတ်ပိုင်းခြားတတ်မှတ်ထားသောဧရိယာများအတွက်တန်တမန်ရေးစကားများနှင့်ညှိနှိုင်းရအံ့လူသားတို့၏စဉ်ဆက်မပြတ်လူထင်မှုများသည့် အနာဂတ်မျိုးဆက်သစ်တို့၏အလားလာကို ချင်းချောက်လာသည့်ကဏ္ဍကမ္ဘာစစ်လက်နက်ဆန်းသင့်မှုသည်စိုးရိမ်စိတ်အပြည့်ဖြင့်နေရယူလာအံ့မြောက်ရှေးမြောက်ပိုင်းဒေသမျိုးပြဖွံ့ဖြိုးတိုးတက်ရေးစီမံချက်နှင့်အခွန်စည်းကြခြင်းငြိမ်းချမ်းရေးသဘောတူညီချက်ဒေသအတွင်းလူမှုဘူးလုံးရေးစသည့်ခြေကံချက်များနှင့် အပြုသဘောဆောင်သောညီညွတ်ချက်များဖြင့်ကြိုးစားပုံဖော်လာအံ့ဒါကတော့မြန်မာတက္ကသိုလ်1388ခုနှစ်ခရစ်နှစ် 2026ခုနှစ်အတွက်မြန်မာနိုင်ငံ၏ကံကြမ္မာဟောစတန်ကိုမဟာတကြံစာမှကောင်းနှုတ်တင်ဆက်ပေးသွားခြင်းဖြစ်ပါသည်။ယခုလိုကြည့်ရှုအားပေးကြသောပြည်သက်တဦးတယောက်ချင်းစီကိုဂျေဇူးအထူးတင်ရှိပါသည်။